တော့နှံ့ထွက်တော့ဘာထွက်တော့ချီထွက်တော့ပေးထွက်တော့ဘာချနာထွက်ငါအထက်ကမပြုတ်ဘူးဟေးဟုတ်ကဲ့အားလုံးပဲမိကလာပါဒါတော့အများနဲ့လောဝမတူပဲနဲ့တမှုထိုးထားနေတဲ့တရားရှုမှတ်နေလေးပါတကယ်လောဝမတူဘူးနော်ဘလို့တရားရှုမှတ်နေလဲဆိုတာဒီဗီဒီယိုထဲမှာကျွန်တော်နဲ့တူကြည့်လိုက်ရအောင်ခင်ဗျဒီမှာကျွန်တော်ရွေးရှင်လောက်ပြပါမယ်

ဒီဒီဒီအဲ့ဒါကတော့ဘာသာရေးမှာမရှိမှရှိတယ်သိကြလားဆိုတော့ဒီသူသားကနှံ့ထွက်တော့ဘာထွက်ထွက်ချီထွက်တော့သေးထွက်ထွက်ခွက်ချနာထွက်ငါအထိတ်ကမပြုတ်ဘူးဟေးအဲ့ဒီထဲမှာကျန်တဲ့လူတွေကအဲတိုက်ပြီးတော့မလောက်လောက်လောက်ချာချာမဖြစ်ဘူးနည်းနည်းငယ်လေးဒီထိုက်တော့အခုဒီတော့တော်တော်ကြည့်ပြီးတော့တကယ်မောတာမောပါတယ်ဗျာလေး ဒါတော့သူတို့ရဲ့တရားရှိမှတ်နေလို့ပြောပါတယ်တကယ်မလွယ်ဘူးเนาะကျွန်တော်တို့ပုံမှန်တရားမှတ်တဲ့နည်းနဲ့တော့မတူပါဘူးရှော့ပြီလိုက်ပါတော်ဘာလို့ဒီလိုရှိနေလဲ။ပုံပြ။ရောစချီလိုက်မယ်။ပြန်တဲ့လူတွေဘယ်လိုတရားမှတ်လဲ။တော်ပြီလား။အဖေကြီးတွေကိုမညာနဲ့နော်။အဖေကြီးတွေကိုမညာနဲ့မညာနဲ့။ဘုံငယ်လို့မသိနဲ့။အဲ့ဒါသိစီကိုလာပြီးတော့ပြုံးပြင်းပေးနေတာ။အကုသို့သိက္ခာနဲ့ဒီကုသို့သိက္ခာနဲ့ပြင်းပေးနေတာ။

မိတ်ကလေးတွေပါတယ်ဟိုဘက်ချမ်းအဲ့ဒီထဲမှာလေဒီဘက်အစွန်ဆုံးအကူတရားဆိုတော်တော်အခြေအနေတို့တို့ညည်းတွေလည်းထွက်နှစ်ချီတွေလည်းထွက်နှစ်ချီကလည်းပဲတဲ့ဝင်နေပြီအဲတရားပြက်မှလည်းကြောက်တယ်အဲ့တော့နှစ်ချီရဲ့ပဲတဲ့ဝင်မှကြောက်သူခင်ဗျအန်ကြီးကြဲ့ပြီးတော့ပဲတဲ့ပြက်ပြီးတော့ဆက်ပြီးတော့အဲတရားထိုင်လာလား တရားရှိမှတ်တာလားထားပါတော့ဗျအဲဆက်ပြီးတော့လောက်နေတယ်ဒီခင်ဗျာတော်တော်ကြီးကိုအချိန်နေဆိုးပါတယ်ခင်ဗျာဘယ်လိုမျိုးဆိုးလဲဆိုတော့အဲ့တော့သူတို့ဆရာပြောတာတော့အဲဒီတရားရှိမှတ်ပြီးတော့အတိတ်ထံပြုတယ်ပေါ့ဗျာအတိတ်ထံမပြီးမချင်းမထဘူးပေါ့တကယ်သူတို့တော့လိုက်လို့ကတော့တကယ်မလွယ်ပါဘူးမလွယ်တာတော့တကယ်မလွယ်ပါဘူးသူတို့လုံနေရဒါပေမဲ့ဒီလုံနေရညီလဲမှန်ရဲ့လားသူတို့ လုတ်တဲ့နီလန်ကတရားရှိမှတ်တဲ့နီလန်ကတကယ်မှန်ကန်တဲ့နီလန်လားဆိုတာအရေးကြီးပါတယ်။ဒါတော့ကျွန်တော်ကတော့ပုတ်ခတ်တာတော့မဟုတ်ပါဘူး။ကျွန်တော်တီးတလောက်ကတော့ဒီပဝင်းချင်းမှာမြင်နေရကျွန်တော်တို့စဖတ်ဘူးတာလေးလာရတလားတော့ဒီလိုတရားရှိမှတ်နေရမတွေ့ဘူးပါဘူး။ဒါမှန်တကယ်ပြောတာပါ။ဒါမှမဟုတ်ကျွန်တော်ပဲဘုဟုတုဒနဲ့လို့လာတော့မသိပါဘူး။ကျွန်တော်တို့တည်တာတော့ဓမ္မတိအာကောင်တရားထိုင်မယ်ဓမ္မဝိပဿနာလုပ်မယ်ဒီလောက်ပဲတည်ပါတယ် ဟိုသူတို့လိုမျိုးတရားရှိမှနေတော့တစ်ခါမှမတွေ့ဘူးပါဘူးအဲသူတို့ဘင်းမှာပြောနေတာတော့ဒါဒိုင်းတကိုင်းရဆရာဖြစ်မှာပါဒီရက်ွက်ထဲမှာပဲသူတို့ကျွန်တော်တို့တရားထိုင်နေပင်ပေးနေတာပေါ့နော်ကိုဒီဗီဒီယိုကြည့်နေတဲ့လူတွေထဲမှာရောဒီလိုတရားထိုင်နေနေတရားလူရှိလားမသိဘူးနော်ဒီတရားထိုင်နေရဘယ်လိုမျိုးအကျိုးကျေးဇူးတွေရှိလဲဆိုတာသိလို့ရှိလဲပြန်ပြီးတော့မျှဝေပေးလို့ရပါတယ်ကွန်မန့်မှတ်ခလို့ရပါတယ်ခင်ဗျာ ဟုတ်ကဲ့ပါဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲเนาะ